ဘက်မှာစစ်တယ်မစစ်ဘူးဆိုတာကတော့ဒါကတော့လူတယောက်ချင်းချင်းနဲ့ပဲဆိုင်မှာပဲဘာလို့လဲဆိုတော့ကိုကတကယ်တမ်းကိုအနေနဲ့ကိုရင်ထဲမှာရှိရလားကိုတကယ်ကိုကိုအနေနဲ့ပန်းဆိုတာကြီးကိုခံယူပြီးတော့ပြောရတော့အောင်မျိုးကိုနဲ့အံဝင်ခွင့်ကြဖြစ်နေကိုအနေနဲ့အဲ့ဘော်မှာစိုက်ထုတ်မှုရှိတာဆိုတော့ဒါလူတယောက်ချင်းချင်းနဲ့ပဲဆိုင်မှာအဲ့လိုမျိုးရင်ထဲမှာမရှိဘူးဆိုရင်တော့ဒါပန်းလို့ပြောလို့ဘယ်လိုမှမရ လူတွေရဲ့အထင်မြင်ကိုဂရုစိုက်နေတယ်အဲ့လိုမျိုးအကဲပိုတယ်ပေါ့အဲ့ပန့်ဆိုတာဂရုစိုက်ပဲနေတယ်ထင်မြင်နေပါလေအားလုံးစန့်ကျင်ဖြစ်တယ်ယူမဆိုင်ဘူးဆိုတော့ပုံစံမျိုးနဲ့နေတယ်ဆိုတော့ဘက်မှာစစ်တယ်မစစ်ဘူးဆိုတာကတော့ဒါကတော့လူတယောက်ချင်းချင်းနဲ့ပဲဆိုင်မှာပဲဘာလို့လဲဆိုတော့ကိုကတကယ်တမ်းကိုအနေနဲ့ကိုယင်ထဲမှာရှိလို့လား ကိုတကယ်ကိုကိုအနေနဲ့ပန်းဆိုတာကြီးကိုခံယူပြီးတော့ပြောရအောင်မျိုးကိုနဲ့အဝင်ခွင့်ကြဖြစ်နေကိုအနေနဲ့အဲ့ပေါ်မှာစိုက်ထုံရှိတာဆိုတော့ဒါလူတယောက်ချင်းချင်းနဲ့ပဲစိုက်တယ်အဲ့လိုမျိုးရင်ထဲမှာမရှိဘူးဆိုရင်တော့ဒါပန်းလို့ပြောလို့ဘယ်လိုမှမရဝစားတာဝစားတာဝစားတာတော့ဘယ်သူမှမဝစားလို့ရဘူးအဓိကပန်းဆိုတာဒီကိုကဒီပန်းရဲ့သက်ဆိုင်တယ်မြန်ယူရဲရော ideology အယူအဆပိုင်းရောအဲ့ပါအားလုံးပေါ်မှာမှာကိုယ့်ရဲ့ကိုင်ကြီးမှုရှိလို့ကိုကနေနေရဖြစ်တကယ်ရှိနေတဲ့ဥစ္စာနဲ့မှန်ကန်လို့ကိုကပန့်လို့ပြောတာအဲ့လိုမျိုးမရှိပဲနဲ့ပြောမယ်ဆိုရင်ဒါပန့်လို့ဘယ်လိုမျိုးပြောလို့မရအောင်အခုတည်းကကိုယ်တိုင်ကပြောအခုပန့်လို့ခံယူထားတယ်ပေါ့ပန့်ဘရိုကာလို့ခံယူထားခဲ့တယ်အခုကြီးလည်းခံယူထားတော့မယ်ဘာလို့လဲဆိုတော့ ပန်းဆိုတဲ့အချိန်ငငယ်တည်းကစလုပ်ခဲ့ကြတဲ့ကပန်းနဲ့ပတ်သက်လို့ပန်းပြအောင်လို့ဟာပန်းဆောင်အောင်လို့ဒီပန်းဆိုတာကြီးနဲ့ kait ညီရှိအောင်လို့ကိုကိုကိုပြူရင်ကြောင်းနေမိတာမျိုးအတင်းစိတ်သွင်းပြီးတော့နေလောက်ယူရမျိုးတော့မရှိခဲ့ဘူးတကယ်တမ်းကိုဘကိုရင်ထဲမှာတကယ်တမ်းနေခြင်းလို့နေတဲ့အတိုင်းပန်းနဲ့အံဝင်ခွင့်ကြောင်းမှုရှိလို့ပဲပန်းလို့ခံရတယ် ဒါမဲ့ပန့်ဖြစ်အောင်ဆိုပြီးတော့စ조사ခဲ့တာမျိုးလုပ်ခဲ့တာမျိုးတော့မရှိဘူးတကယ်လို့ပန့်နဲ့တော်တော်များများမှာကိုယ့်ရဲ့အရှင်ပေါ်မှာခံစားမှုတွေရောယူစေအရသာခံစားမှုတွေ aesthetic ဘိုင်းတွေရော ideology ဘိုင်းတွေမှာရောကိုယ့်ရဲ့ငိုရှိနေတဲ့ origin နဲ့စိတ်နဲ့ကိုကိုင်းရင်ရှိနေလို့လည်းပန့်ပြောခဲ့တယ်အဲ့လိုမရှိပဲပြောမယ်ဆိုရင်ဒါပန့်မရှိဘူးလို့ပြောရမှာပေါ်ပန့်ကတော့ ရောဂါမယ်ဆိုရင်ဆက်ကြရင်နားကောင်းငယ်ဒီ offspring လို့ပါပဲရှိမယ်ဟာနောက်ပြီးတော့ very religion ရှိမယ်ဟာ pop ban နေလဲတော်တော်များနားထောင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းဘယ်လောက်ရှိလဲဆို good charlotte တို့ san forty one တို့အဲ့ခက်တိကိုလိုက်နားထောင်နေတယ်ဟင်းဒါပေမဲ့အဲ့ဟို simple plan တို့ပါဘူးနောက်ပိုင်းကြတော့မသိတော့အဲ့ဒီနောက်ပိုင်းမှာတော့ဒီ pop ban ကိုလိုက်နားမထောင်ဖြစ်ဘူးရေဦးကအကြောင်းအရာကြီးကြတော့လေအဲ့ဒါတဝိုင်းရင်တဝိုင်းရမတူဘူးဒါပေမဲ့ အများစုကတော့ပြောရမယ်ဆိုရင်ဒီတခြားပန့်ဝိုင်းနေတယ်မကွာချဘူး။ဘာလို့လဲဆိုတော့သူတို့တွေလည်းပေါ့ပန့်နေမှာလေဆိုတဲ့ဒါ very religion လို့ပါလို့ကဆိုနိုင်ငံရေးအကြောင်းအရာတွေပဲရေးတယ်။အဲ ideology ဘိုင်းဆိုင်ရာတွေပဲရေးတယ်ဆိုသူတို့ဒီ music ရာ melody ဖြစ်ပြီး pop ဆန်ဆန်ဒီထားတဲ့အတွက်ကြောင့်မလို့ဒါ pop punk လို့ပဲပြောရရတာ။ကျန်တဲ့ punk idea တွေ ideology ဘိုင်းနေကြတော့တခြား punk ဝိုင်းနေလည်းဘာမှမထူးကြဘူး။ ဒီလိုတူတူပဲမျိုးရဲ့ပိုင်းကသူက pop နည်းနည်းဆန်ပြီး melody ဖြစ်ပြီးတော့ pop band လို့ပြောရတယ်။ ideology ကိုအရေးကြီးတယ်ဆိုပြီးခံယူထားတဲ့ wine နေတာတော့များတယ်။ဘာကြောင့်လဲဆိုတော့ very religion လို့ပြောလို့ဆိုသူတို့ဆိုဘယ်လိုပြောလဲဆိုတော့သူတို့ဒီအဓိကမျိုးစဲနဲ့ ideology မှာ music ဒီသူကတူပဲသူတို့ရဲ့ criteria ပဲသူတို့ ideology ကိုချပြဖို့သူတို့ရဲ့ user ဘယ်လိုဒီ music နဲ့ဒီ music form နဲ့သူတို့ချပြတယ် သူရဲ့ ID ရောလောကြည့်ဒါပေမဲ့လည်းဒါသူရဲ့ခံယူချက်ကိုပြောတာတဝိုင်းနဲ့တဝိုင်းကတော့အကုန်လုံးတော့ဒူမာတော့မဟုတ်ဘူးဘာလို့ဆိုတော့အဲ့ဒီပေါ်ပန့်ထဲမှာလည်းဥမာဒီပုံကိုရေးပိုင်းကြီးကိုဟာလာဆိုရဲဟာရှိနေတယ်သူတို့ចောင်းသားဘောက live ကြီးမဘဲဘလင်းဝိုင်းသူတို့ပါလို့ဆိုရင်ဟာသူတို့ဒီဟာတာအကြောင်းအရာလေးဒီလူငယ်ဘဝနောက်ပြီးနောက်ပြောင်ဟာလေး အဲ့လိုဟာမျိုးလေးတွေရေးတယ်ဒါပေမဲ့